အိမ်ပေါ်ကနေစိတ်ဆိုးပြီးဆင်းသွားလို့သိန်း2000ရန်ကားကြီးနဲ့ချော့တာခလိုင်းရတဲ့ baby papa store ကမနိုနိုအလုံးမဲမင်္ဂလာပေါင်းဗမစ်နောင်ကနေကျွစလိုက်ပါတယ်စိတ်ဆိုးလို့သိန်းထောင်ချီတန်ကားကြီးနဲ့ချော့ခံလိုက်ရတာကကိုရီးယားဇလန်တွဲထဲမှာပဲရှိမယ်လို့ထင်ကြပေမဲ့အပြစ်မတကယ်ရှိပါတယ် ဘေဘီပပစတိုးကမနုံတို့ကတော့သူမရဲ့ခင်မွန်းဖြစ်သူကိုစိတ်ကောက်ပြီးတော့အိမ်ပေါ်ကနေဆင်းသွားခဲ့ရကနေမြမပြေကအမျိုးသမီးသူကြီးရအချမှုကိုပါရရှိနေပါပြီစိတ်ဆိုးနေတဲ့မနုံတို့ကိုသူ့ရဲ့ခင်မွန်းက3800ရန်ကားကြီးဝယ်ပေးပြီးတော့ချောလိုက်တာကြောင့်ကံကောင်းတဲ့မိန်းကလေးဆိုပြီးအချခံနေရတာပါ ကားပေါ်မှာအယုတ်တဲမလေးနွနိုရင်စိတ်ဆိုးပြေပါတော့တော့ဆိုတဲ့စာလေးကိုရေးထားပြီးဘူပေါင်းတွေနဲ့အလှဆင်ထားပါသေးတယ်။အယုတ်တဲမလေးလိုရေးထားတာကြောင့်စားနောက်ပြီးတော့ရေးထားတဲ့ထင်မြင်မဲ့လေသူ့ရဲ့ဇနီးတဲကိုချစ်စနုံးနဲ့ခေါ်ထားတာပေါ့။အယုတ်တဲမလေးကတော့နမဲကြီးအယုတ်ဆိုင်ပိုင်ရှင်ဖြစ်ပြီးသူတို့ဆိုင်မှာဆက်ဆံပြပြအယုတ်တွေကစားလို့စားစရာလိုထင်ရတဲ့အယုတ်တွေထိရှိပါတယ်။စိတ်ဆိုးနေတဲ့အယုတ်တဲလေးကိုချော့ဖို့ခင်မုန်းဖြစ်သူကသိန်း2800ရန်ကားကြီးကိုကရင်ကအကြီးကြီးပေါ်မှာတင်လာပြီးသူတို့ရဲ့ဆိုင်ရှိထိယူလာခဲ့တာပေါ့။တခြားနိုင်ငံတွေမှာတော့စိတ်ဆိုးနေတဲ့မိန်းကလေး ေးတွေကိုကားပေါ်မှာတင်ရတဲ့အထိကြီးမားတဲ့ပန်းစည်းချင်းနဲ့အချော့ခံရတာကိုမန်နိုးနိုးကမြင်ဖို့ပြီးအကြဘူးပါတယ်ချစ်တတ်တဲ့ခင်မွန်ကတော့အသေးစိတ်လေးကစာမှတ်ထားပြီးတကယ်စိတ်ဆိုးနေတဲ့အချိန်မှာသူဖြစ်ချင်တဲ့ပုံစံတိုင်းဖန်တီးပေးလိုက်ပါတယ်စိတ်ဆိုးနေတာကြောင့်ကားနဲ့အချော့ခံလိုက်ရတဲ့မန်နိုးနိုးကတော့ချက်ချင်းစိတ်ဆိုးပြေသွားကြတာပေါ့တကယ်တော့မန်နိုးနိုးကသူ့ရဲ့ခင်မွန်ကိုစိတ်ဆိုးပြီးအိမ်ပေါ်ကနေဆင်းသွားပါတယ်မျက်နှာပြတ်မှမလိုလားတာကြောင့်ကားကြီးနဲ့ချော့လိုက်ပြီးချစ်တတ်လိုက်တဲ့အမျိုးသားဖြစ်အထင်ကြီးနေကြပါတယ် မနှုံးကိုကားနဲ့ပြန်ချော့မယ်ဆိုပြီးတော့ချုပ်ပြောထားပေမဲ့လေပြောထားတဲ့ကားမဟုတ်ဘဲအခုဝယ်လာတဲ့ကားကတော့ပို့ပြီးတော့ဈေးကြီးနေတာပါ ကားကိုမောင်းချလာပြီးတော့ပေးလိုက်တာမဟုတ်ဘဲဂရင်းကအကြီးကြီးပေါ်မှာတကူတကအတဲပြီးတင်လာခဲ့ရပါမယ်။ကားပေါ်မှာလည်းချစ်စရာကောင်းတဲ့အယုတ်တွေဘူပေါင်းတွေလည်းပါလာပါသေးတယ်။လွန်ခဲ့တဲ့ရက်ခရဲကဒီကားကြီးဟာဆိုရှယ်မီဒီယာမှာနာမည်ကြီးနေပြီးသားဖြစ်ပါတယ်။အယုတ်တဲ့မလေးဆိုပြီးရေးထားတာကြောင့်အားလုံးကစိတ်ဝင်စားနေကြပြီးဘသူဖြစ်မလဲဆိုတာသိချင်နေကြတာပေါ့။စိတ်ဆိုးတာကိုတော့ကားနဲ့အချော့ခံရတာကြောင့်ကားပိုင်ရှင်ဖြစ်လာမဲ့သူကိုသိချင်နေကြပြီးအခုတော့အားလုံးသိရဲ့မနုံနုံဖြစ်နေတာပေါ့။မနိုနိုကရုပ်တွေကို online ပေါ်မှာရောင်းချလေးရှိသလိုပျော်ပျော်နေတတ်တာကြောင့် င်လူကြိုက်များပါတယ်။သူရောင်းတဲ့ရုပ်တွေကိုသူကိုယ်တိုင်လည်းစော့ပြတတ်သူဖြစ်ပြီးသူဆိုင်ကရုပ်တွေကလူကြီးတွေတောင် စော့ချင်စရာဖြစ်နေတာပေါ့။ဈေးရောင်းရင်းနဲ့စော့နေတဲ့မနိုနိုကအယုတ်ရောင်းရင်းနဲ့ချမ်းသာကြွားဝလာခဲ့ပြီးခင်မွန်ဖြစ်သူကလည်းတဲတဲလို့ချစ်တာကိုခံရပါတယ်။စိတ်ဆိုးလိုက်ရုံနဲ့တိန်ထောင်ချီတန်ကားကြီးဝယ်ပြီးချော့ခံရတဲ့မနိုနိုကိုတချို့ကလည်းတရုတ်ကို copy လုပ်တာလို့ပြောနေကြတာပေါ့။ copy ပုံစံနဲ့ချော့တာဖြစ်ပေမဲ့လည်းငွေရှိမှပဲဒီလိုနည်းနဲ့ချော့နိုင်မှာဖြစ်ပြီးငွေရှိပြီးနောက်ဝယ်ပေးခြင်းစိတ်ရှိဖို့ကလည်းလိုအပ်ပါသေးတယ်။ မဆုမြတ်နိုးကတော့တိန်ထောင်ချီတန်ကားကြီးနဲ့အချော့ခံရပြီးစိတ်ဆိုးပြေသွားပါပြီ။ကားကြီးဝယ်ပေးမှတိပင်မဲ့လေဒရောက်တံမိုးကြီးရဲ့ကားမှန်တော့မထင်ထားတာကြောင့်အံ့ဩသွားခဲ့တာပေါ့။ဆိုင်ကရုပ်ကားကြီးတွေကိုကြော်ညာတဲ့အနေနဲ့မောင်းပြတဲ့မနိုးနိုးကအခုတော့ခင်မောတဲ့ဝယ်လာပေးတဲ့တိန်2800ရန်ကားကြီးကိုအမှန်ကန်မောင်းပြတော့မှဖြစ်ပါတယ်။တချို့မိန်ကလေးတွေကလည်းစိတ်ဆိုးတတ်ပေမဲ့ကားရုပ်လေးတော့မရလို့ခြေကွဲနေရတာပေါ့။ပရိသတ်ကြီးအောင်အရုပ်တဲလေးမနိုးနိုးလို့အချော့ခံနေပြီလားဆိုတော့ခမမဖျက်ဖျက်ခဲ့ပါအောင်ရှင်။ ားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက် Tomorrow ရဲ့ page ကို